တော်သမီးတို့ရေ အားလုံးမင်္ဂလာပါနော်ဒီခြေကတော့ဒုတိယရဲလူမှုရေးဘာသာရပ်ကိုတင် जा ပေးမယ်ဒီခြေနိုင်ဖြစ်ပါတယ်အခုစာတင်ချိန်မှာအခန်းလေးကျွန်ုပ်အားချဂုံယူရသောတမိုင်းဝင်ခေါင်းဆောင်များဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့လေတတမနှစ်ရှင်စောပုသင်ခန်းစာလေးအကြောင်းဖြစ်ပါတယ် ဒီချက်ဖပြပေးတာကိုအရင်ဆုံးနားထောင်ကြည့်နော်ကလေးတို့ရေရှင်စောဘုဟာဟန်တာဝရီဘရင်ရာဇတရရဲ့သမီးတော်ဖြစ်တယ်။ငယ်ငယ်ကတည်းကဘာသာတရားကိုယုံကြည်လေးစားသူဖြစ်တယ်။ဟန်တာဝရီထီးနှံမှာရှင်စောဘုဘရင်မဖြစ်လာတဲ့အခါတမတ်တော်ဓမ္မစေတီကိုအင်ရှိဆန်အဖြစ်ခန့်ထားခဲ့တယ်။ရှင်စောဘုဟာဟန်တာဝရီမှာဘရင်မအဖြစ်15နှစ်ကြာအုပ်ချုပ်ခဲ့တဲ့အချိန်မှာဟန်တာဝရီနိုင်ငံဟာ တာယာဝါပြောစီပင်ခဲ့တယ်။ပြည်သူတွေကိုရောစိတ်ပါချမ်းသာခဲ့ရတယ်။ဟောင်းနှံပျက်စီးနေတဲ့ဈေးဒီကျောင်းနဲ့ဇရက်တွေကိုပြုပြင်ခဲ့တယ်။ဘီမာကြီးရှင်စောပူဟာတမတ်တော်ကိုထီနန်လွှဲအပ်ပြီးဒဂုံမြို့ယခုရန်ကုန်ကိုထွက်တော်မူခဲ့တယ်။ရွှေတဂုံစီရီရဲ့အနောက်တောင်တောက်အရက်မှာမြို့သစ်နန်းသစ်တည်ပြီးတော့ဆန်တော်မူတယ်။တဂုံမြို့မှာဆန်နေတော်မူစဉ်အတွင်း ရှင်စောပုဟာရွှေတကုံစေဒီကိုနေ့စဉ်သွားရောက်ဖူးမြော်တယ်။စေဒီတော်ကြီးကိုလည်းအောက်ချီအထိပြုပြင်မွန်းမှန်းပြီးရွှေတင်ငန်းကတ်လူခဲ့တယ်။စေဒီပန်ဝင်းကျင်မှာဥယျင်တွေ ပြုလုပ်စေခဲ့တယ်။ရှင်စောပုလက်ထက်မှာဟန်တာဝရီဟာငိန်ချမ်းတာယာခဲ့တယ်။စစ်မှန်လဲကင်းခဲ့တယ်။ရွှေငွေကြောက်တံပရံများတွေလည်းပေါ်ကျွေဝခဲ့တယ်။ရှင်စောပုဟာမင်းကောင်းမင်းမြတ်တပါဖြစ်ပြီး ညမတမိုင်းမှာတပါးတည်းသောဘယင်မအဖြစ်ထင်ရှားခဲ့တယ်။ကဲဒါတော့သမီးတို့ရေအခုတီချေကရှင်စောပုရဲ့အကြောင်းကိုဖတ်ပြပေးပြီးပြီဆိုတော့တီချေနဲ့အတူတူတောက်သမီးတို့ဖတ်ဆောင်အုပ်ထဲမှာဖော်ပြထားတဲ့ပုံလေးတွေကိုလေ့လာကြည့်ရအောင်နော်။တောက်သမီးတို့ရေတောက်သမီးတို့ရဲ့ဖတ်ဆောင်အုပ်စာမျက်နှာ38မှာပါတဲ့ရုပ်ပုံလေးနဲ့စာကိုကြည့်ကြည့်ရအောင်နော်။စာလေးကတော့ရှင်စောပုကဟန်တာဝရီဘရင်ရာဇထရီရဲ့သမီးတော်ဖြစ်တယ်တဲ့။ ငငယ်ကလေးကဘာသာတရားကိုယုံကြည်လေးစားတဲ့သူလည်းဖြစ်တယ်တဲ့။ကဲခလေးတို့ရေပုံလေးကတော့ရှင်စောပုနဲ့သူ့ရဲ့ဖာခမဲတော်ဘယင်ကြီးပုံဖြစ်တယ်။ခမဲတော်ဆိုတာကဖခင်ကိုပြောတာပါ။ရှင်စောပုရဲ့ခမဲတော်ဘယင်ကြီးကဘာသာတရားအလွန်ကိုယုံကြည်တဲ့သူဖြစ်တဲ့အတွက်ယဟန်တန်ဃာတော်ရိထံကိုလာရောက်ဖူးမြော်တဲ့အခါတိုင်းသူ့ရဲ့အဆောင်ရောင်တွေမပါဘဲနဲ့တာမန်လူလိုပဲဖူးမြော်လေးရှိတယ်။ ဒါကြောင့်ပုံထဲမှာဘယင်ရဲ့အဆောင်ရုံတွေမပါတာကိုတာဝန်သမီးတို့တတိထားမိကြမှာပါနော်ဒီပုံထဲမှာတော့ရှင်ဆုံးဘုရသားပါနှစ်ယောက်ကတန်ဃာတော်ကိုယွန်းအုပ်နဲ့ဆုံးကပ်နေတာပါ။ဟိုးရှင်ရခင်နှုံးကဆုံးပို့တဲ့အခါမှာယွန်းအုပ်ကိုသာအသုံးပြုကြပါတယ်။ရှင်ဆောဘုကငယ်စဉ်ကတည်းကဘာသာတရားကိုယုံကြည်လေးစားတဲ့သူဖြစ်တဲ့အတွက်ယဟန်တန်ဃာတွေကိုရှ िख ိုးတဲ့အခါမှာအာယုံပြုတ်ပြီးတော့လေးလေးစားစားရှ िख ိုးနေတာနော်။ကလေးတို့လည်းဒါမျိုးကိုအတူယူတင်နေနော်။ ကဲနောက်ပုံလေးကိုဆက်ကြည့်ရအောင်ဒီပုံလေးမှာတော့ဟန်တာဝရီထီးနှင်းမှာရှင်စောဖို့ဘယင်မဖြစ်လာတဲ့အခါမှာသူ့ရဲ့တမတ်တော်ဓမ္မစေရီကိုအိမ်ရှိဆန်ဖြစ်ခန့်တားခဲ့တယ်တဲ့ရှင်စောဘလို့ဘယင်မဖြစ်လာလဲတောက်သမီးတို့သိကြလားရှင်စောဖို့ရဲ့ဖာခမဲတော်ဟန်တာဝရီဘယင်ကြီးရာဇဒရိနေရဆန်တော့ဆွေမျိုးအဆက်ဆက်ထီးနှင်းဆက်ခံလာခဲ့ကြတယ် ရှင်စောပူရဲ့သူဖြစ်သူမင်းမော်တော်နဲ့ရွာစံတဲ့အခါမှာထီနန်ဆက်ခံတဲ့သူမရှိတော့တဲ့အတွက်ကြောင့်မို့လို့မူမတ်တွေကတိုင်ပင်ပြီးတော့ရှင်စောပူကိုမင်းအဖြစ်တင်မြောက်ခဲ့ကြတာပေါ့ဒီပုံထဲမှာတော့ဘယင်မကြီးရှင်စောပူရဲ့အင်ရှိဆန်ဖြစ်တဲ့သူ့တမတ်တော်ရဲ့မူမတ်တေရဲ့ကတိုင်းပြည်အရေးကိုဆွေးနွေးနေကြတာပေါ့ကလေးတို့ရေဘယင်မကြီးရှင်စောပူဝတ်ထားတဲ့အဆောင်အယောင်တွေကိုတွေ့ကြရဲ့လား ိုက်ထဲကဘယင်မာကြီးရှင်စောပုစောင်းထားတဲ့ခေါင်းဆောင်ကရွှေနဲ့ပြုတ်လုထားတာဖြစ်ပါတယ်။အဲ့ဒီခေါင်းဆောင်ကိုအင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ Albert ပြတိုင်မှာအခုထိရှိနေပြီးတော့အများပြည်သူတွေက လေ့လာ ကြည့်ရှုနေကြပါတယ်တဲ့။ကဲခလေးတို့ရေ နောက်ပုံလေးကိုထပ်ကြည့်ရအောင်။အဲ့ဒီပုံလေးမှာတော့ရှင်စောဘုကဟန်တာဝရီမှာဘယင်မအဖြစ်15နှစ်ကြာအုပ်ချုပ်ခဲ့တယ် အဲ့ဒီအုပ်ချုပ်စဉ်ကာလအတွင်းမှာလည်းဟန်တာဝရီနိုင်ငံကတာယာဝပြောစီပင်ခဲ့တယ်တဲ့ဟောတောက်သမီးတို့ရေဒီပုံလေးတွေကမိမပြူလေးတွေဝစ်စားပုံကအခုခေတ်နဲ့မတူဘူးနော်ရှင်စောပူကမွန်ဘရင်မဖြစ်တာကြောင့်မွန်ဦးအစားတွေကိုဝစ်စင်ကြတယ်ပုံထဲမှာတိုင်းသူပြည်သားတွေရဲ့မျက်နှာကပြောနေတယ်လို့ထင်လားဝမ်းနဲ့ပူဆွေးနေတယ်လို့ထင်လားဟုတ်တာပေါ့ပျော်ရွှင်နေတဲ့ပုံလေးပေါ့ ကဲနောက်ပုံလေးကိုဆက်ကြည့်အောင်တောင်းသမီးတို့ရေကဲနောက်ပုံလေးရဲ့စာမှာတော့ပြည်သူတွေကတဲ့ကိုရိုးစိတ်ပါ ချမ်းသာခဲ့ကြရတယ်။ဟောင်းနှံပျက်စီးနေတဲ့ဈေးတီးကျောင်းနဲ့ဇရက်တီကို ပြုတ်ပြင်ခဲ့တယ်တဲ့။ဒီပုံလေးကတော့ရှင်စောဘူးကဟောင်းနှံပျက်စီးနေတဲ့ဈေးတီးကျောင်းဇရက်တီကိုအစ်စ်ဖြစ်အောင်လို့ပြန်ပြီးတော့တိစောက်နေတဲ့ပုံလေးပေါ့။ရှေ့တင်ငန်းစာတုန်းကဈေးတီးရဲ့အတိတ်ဘယ်ကို ရှင်းပြပေးခဲ့ပြီးပြီဆိုတော့အခု ကျောင်းနဲ့ဇယက်ကဘာလဲဆိုတာကိုရှင်းပြပေးမယ်နော်။ကျောင်းဆိုတာကယတိယဟန်းတို့တည်င်းတုံးနေထိုင်ရာအဆောက်အအုံကိုပြောတာပါ။ဇယက်ကတော့လူတွေနားနေတဲခို့ဖို့စောက်လုပ်ထားတဲ့အဆောက်အအုံကိုဆိုလိုတာပါနော်။ကဲနောက်ပုံလေးကိုဆက်ကြည့်ရအောင်။ဒီပုံလေးကစာလေးရတော့ပြင်းမိုင်းရှင်စောပူကတမတ်တော်ကိုထိနှက်လွှဲအပ်ပြီးတော့တကုံမြို့အခုရန်ကုန်ကိုထွက်တော်မူခဲ့တယ်တဲ့။ ရွှေတကုံစီတီရဲ့အနောက်တောင်တောင်အရက်မှာမျိုးသစ်နန်းသစ်တီးပြီးတော့ဆန်တော်မူတယ်တဲ့။စာရဲကထွက်တော်မူတယ်ဆိုတာကတခြားအရက်ကိုသွားတယ်လို့အဓိပ္ပာယ်ရတယ်ခလေးတို့ရဲ့။ဆန်တော်မူတယ်ဆိုတာတော့နေထိုင်တာကိုပြောတာနော်။ပုံလေးကအဆောင်အုံကဘယင်မာကြီးရဲ့နန်းသစ်ပုံပေါ်ကွယ်။ဘယင်မာကြီးကသူ့နေထိုင်တဲ့နေရာကနေရွှေတကုံဖျားကိုဖူးမြော်ဖို့အတွက်အခုလိုမျိုးနေထိုင်တာဖြစ်တယ်။ ကဲစက်ကြည့်ရအောင်နော်ဒီပုံထဲမှာတော့တကုံမျိုးမှာစံနေတော်မူတဲ့အတွင်းရှင်စောပုဟာရွှေတကုံစီတီကိုနေ့စဉ်သွားရောက်ဖူးမြော်တယ်တဲ့စီတီတော်ကြီးကိုလည်းအောက်ခြေအားနေစပြီးတော့ပြုပြင်မွမ်းမံနေရွှေတင်ငန်းတွေကတ်လူတယ်စီတီပန်ဝင်းကျင်မှာလည်းဥယျင်တွေကိုပြုလုပ်စေခဲ့တယ်တဲ့ဟောပုံလေးထဲမှာဘုရင်မကြီးရှင်စောပုက ရွှေတကုံဘုရားကိုသွားရောက်ပြီးတော့ပန်း စီမီရေချမ်းစွန်းတို့ကိုနေစဉ်ကပ်လှူပြီးတော့ဥပုပ်တီလာစောက်တည်နေတဲ့ပုံလေးဖြစ်ပါတယ်။ပြီးတော့ဇေဒီပန်ဝင်းကျင်မှာစိုက်ပျိုးရေးတိုးတက်အောင်လို့စိုက်ခိုင်းနေပြုလုပ်နေကြတဲ့သူတွေကိုလည်းသားတို့တပီးတို့တွေ့ရမှာဖြစ်တယ်။ကဲအခုစာမျက်နှာ44နဲ့55ကပုံလေးတွေကိုကြည့်အောင်နော်။စာမျက်နှာ44မှာတော့ရှင်စောဘူးလက်ထက်မှာဟန်တာရီကငိမ့်ချန်တာယာခဲ့တယ်တဲ့။စမတ်လည်းမဖြစ်ပွားဘူးရွှေငွေကြောက်တံပရေများတွေလည်းအများကြီးနဲ့ပေါ်ကျွယ်သွားခဲ့တယ်တဲ့ ။စာမျက်နှာ55မှာတော့ရှင်စောဘူးဟာမင်းကောင်းမင်းမြတ်တပါဖြစ်တဲ့အတွက်ကြောင့်မို့လို့မြမသမိုင်းမှာတဦးတည်းသောဘယင်မအဖြစ်ထင်ရှားတယ်တဲ့။ဒီပုံလေးနှစ်ပုံကညအချိန်အခါလေးမှာပေါ့။ဟိုးရင်နှုံးကညအချိန်မှာအလင်းရောင်ရဖို့အတွက်စီဒါမှမဟုတ်ကညင်စီကိုအသုံးပြုပြီးတော့မီးထွန်းကြတယ်။အခုခေတ်ကတော့မီးလုံးတွေမီးချောင်းတွေကိုအသုံးပြုကြတာပေါ့။ဟုတ်ပါပြီပုံထဲမှာဈေးတွေဘာရောက်နေတာလဲ။ ဟုတ်တယ်။ကောင်းချင်းခြေတော့ရောင်းနေတဲ့ဈေးတွေကိုတောက်သမီးတို့တွေ့ကြရတယ်မလား။ကောင်းချင်းခြေတော့ကိုစားဖို့ကြလားကွယ်။ကောင်းချင်းခြေတော့ဆိုတာဟိုးရှိရှိကလေးကနေပြီးတော့အခုထိစားနေကြတဲ့ဈာစာတမျိုးနော်။ကောင်းချင်းခြေတော့ကတစ်ဖက်ပစ်ဝစစ်သေးကိုကောင်းချင်းထည့်ပြီးတော့အပြင်ကနေအပူပေးထားတဲ့ကောင်းချင်းမုံကိုပြောတာပါ။အုံးသီးတကြားတော့နဲ့လေတွဲစားလို့ရတယ်။တောက်သမီးတို့စားဖို့ကြရဲ့လား။ ဒီခြေကတော့အရင်ကြိုက်တာပဲကဲဟုတ်ပါပြီပုံထဲမှာဘာထက်တွေ့သေးလဲဟုတ်တယ်လှင်းတွေမြင်းတွေကိုတွေ့ရတာပေါ့ဒီနေရာကိုလာဖို့နေတဲ့သူတွေက ခြေလင်းလာကြပြီးတော့ရဝေးကနေလာကြရတဲ့သူတွေကတော့နွားလဲကိုအသုံးပြုပြီးလာကြတာပေါ့ကလေးတို့ရေရှင်စောပုလက်ထက်မှာရွှေငွေကြောက်တံပရမများတွေပေါ်များခဲ့တယ်လို့ဒီချက်ခုနကတော့ဖတ်ပြပေးခဲ့တယ်နော် စ်တိုက်ခိုက်မှုလည်းမရှိဘူးနိုင်ငံတော်ငြိမ်းချမ်းသာရတဲ့အတွက်ပြည်သူတွေအားလုံးပျော်ရွှင်အေးချမ်းစွာနဲ့သွားလာနေထိုင်နိုင်ကြတယ်။ဒါဆိုတာရုတ်သမီးတို့လည်းဒီသင်္ကန်းစာလေးကိုတင်ကြားပြီးတော့ဘဟုတုတရရသွားမယ်လို့ထင်ပါတယ်။သင်္ကန်းစာလေးကိုဒီမှာပဲရပ်နိုင်ကြရအောင်နော်။ဒီချက်နဲ့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။